ဲဒါနဲ့မဟုတ်သေးဘူးဆိုပြီးတော့တခုခုပေါ့ဆိုင်စီကတွားရတယ်ဆိုတာကလည်းဝေးတယ်လေအကြောင်းမျိုးနဲ့မတွားနိုင်တာတွေရှိတယ်ဒါနဲ့ကိုရီနဲ့ဂျီနီတဲ့ယုံကြည်စိတ်ချရတဲ့ဆရာတယောက်စီမှာတွားပြီးတော့ဂျာပြတွားပြတယ်တွားပြတော့အရှာနဲ့တိုင်ပင်ကြတယ်ဘောနော်တိုင်ပင်ပြီးတော့ဟိုဒီဘက်ခင်ရောက်လာတော့ဗျာဆီယူကတော့ဟိုပေါ့ပေါ့ပေါ့ပြောရတော့ဘယ်ဆရာမမဲဖြစ်ဖြစ်ပေါ့ဆီယူနဲ့ပတ်သက်လို့ဒီ certificate တခုခု ADA ကယူလိုက်လဲရတာပါပဲဘယ်ဟာပဲဖြစ်ဖြစ်ပေါ့သူတို့ short course တခုခုတက်ပြီးတော့ဆီယူကို management လုပ်လို့ရပါတယ် လုံနိုင်ကြပါတယ်ဒါကဒါနဲ့လောဒါလေးတွေပြန်ပြုတ်ပြန်ပြုတ်ပြင်တက်မှတ်တာဗောနော်အမမှတ်ပတ်ရရဗော message message လေးတခုပေးချင်တာလေကျွန်တော်တို့တန်ထက်အားစီးဗောဗျာဟိုရက်တဲကောတော့နှစ်ဖက်ကြုံခေါ်တာဗောဗျာအနှစ်ဖက်ကြုံခေါ်တာဗောအဲ့နှစ်ဖက်ကြုံကိုဘဏ္ဍကတ်၃ကတ်တကတ်ကိုအလုံး20ပါတယ်၃ကတ်60ပေါ့မင်းတို့လုံးရတလုံးဖောက်ပြီးတီးပလိုက်တာ ပီဖာဘစ်လိုဟာမျိုးအဲ့လိုအာဖောလစ်အက်ဆစ်နဲ့ဖရက်ဆာလ်ဘေးဖြစ်ပါဘောနော်ဖောလစ်ဘေးလိုဟာမျိုးမနေ့တလုံးညတလုံးတွဲပြီးတော့အဲ့မနေ့မိုးလေးအဲ့ရထားအဲ့အဲ့ဒီဟာနဲ့အဲ့ဒီနှစ်ဘက်ကျော်တချောင်းနဲ့အဲ့စီတလုံးနဲ့ညအခါနေ့တချောင်းနဲ့စီတလုံးနဲ့တိုက်ထလိုက်တာတလားတိတိတိုက်ထလိုက်တာတကယ်လို့သာအချင်းကြီးမကောင်းတော့ဘူးဘာလို့ဆိုရင်ခဏကြာရင်ရှောင်းရတော့ဒုက္ကမထိုးပါပဲလေထိုးတော့ပါပဲအော်ဒါမဲ့လည်းမထိုးသေးဘူးပေါ့နည်းနည်းလေးဒါတောက်ကြည့်လာအောင်ပေါ့ တော့ဒါလူနာတွေမှာဖြစ်လိဖြစ်တာရှိတဲ့သဘောတရားနဲ့တောက်တဲ့အခါမှာပြန်ရတဲ့ reaction ကိုပြောတာတော်တော်လေးချိန်ကြီးကောင်းတယ်ပထမ10ရက်တပတ်အတွင်းမှာတင်ကို တော်တော်လေးကိုလူနာကပြန်ပြီးတော့ဒီ RC ကောင်းလာတယ်ဗောနော်ပြောရရင်တော့ကြည်လက်သေးခြေသေးတွေပြန်ပြီးတော့အကာလာဖြစ်လာတယ်လက်ဘွားခြေဘွားတွေကြည်လို့ရတယ်မျက်လုံးအောက်တွေပါကျွန်တော်ကြည်လို့ရတယ်တော်တော်လေးပြန်ပြီးအဆင်ပြေလာတာတွေ့ရတယ်ဆိုလိုတာက ဒီဒီကုထုံးတဲ့ဒီဟာကိုလှုပ်လိုက်လို့လူတိုင်းမှာအဆင်ပြေမယ်လို့ဆိုတာမဟုတ်ဘူးလူတူချင်းစီကိုကုတောင်မှုပြီးတဲ့အခါမှာလူတူချင်းစီကပြန်လာတဲ့ reaction ကတူတာလှုပ်လို့ကိုတာဖြစ်ချင်မှလည်းဖြစ်ပါလိမ့်မဖြစ်ချင်လည်းမဖြစ်ဘူးဆိုတော့အလွယ်တကူနဲ့ဒီလိုလေးပဲပြစ်လာတယ်ရတယ်ဆိုလည်းဝန်တာစရာဘောထူထူကြီးတွေထပ်မလုပ်ရတော့ဘောနော်တဏှာကြီးကြီးမားတယ်မဖြစ်တော့ဘူးအင်တာနက်သွားတက်လာတာကောင်းတယ်အဲ့တော့အဲ့အနာနဲ့တပြိုင်လည်းမှာပဲနောက်မလုပ်ရလဲဆိုတော့အစားအသောက်နဲ့ပတ်သက်လို့ဘောအစားအသောက်ကိုဆင်ခြင်ဖို့ စားသောက်ကိုဆင်ခြင်ဖို့တော်တော်များများဂရုစိုက်ဖို့အဲ့ဒါလေးမှာမှားတယ်ပေါ့နော်ပြောတယ်ဆိုတော့အဓိကပဲနဲ့အတိအရွတ်ဘက်ကိုဦးစားပေးပြီးစားဖို့ဆန်ကိုအတိုင်းအတာတစ်ခုကြီးရှော့စားဖို့ဆိုဆန်ကသူကသူစားတဲ့ဓမင်းရဲ့ပုံစံကဆန်ဒါအများနေဆန်က90ရာခိုင်နှုန်းလောက်ဖြစ်နေတယ်ပကံထဲမှာကျန်တာနေနေတယ်ပြောင်းပြန်ချိုးကြနေတာပေါ့နော်ကျန်တာ90ဖြစ်ပြီးဆန်က30ဖြစ်ရမယ့်နေရာမှာသူကပြောင်းပြန်ဖြစ်နေတယ် ဲ့တော့ဒါကြောင့်ထင်းမြန်သိမ်းမြဖြစ်တော့အဲ့ဒါတက်နိုင်ဆုံးဆန်ကပိုးရှင်ကိုရှော့ချမဲ့တက်နိုင်ဆုံးပြီးတော့အရွက်အသီးအရွက်ကိုပို့မဲ့အသားအသားကိုအတက်နိုင်ဆုံးနည်းနည်းလေးရှော့လိုက်တာပေါ့နော်အသားနည်းနည်းရှော့လိုက်လို့ကြောက်ခက်ကနည်းနည်းလေးဝန်းတော့ဝန်းမို့ပြီပါဆိုတော့ပေးဘက်ကိုနည်းနည်းဖိနေ့စဉ်ပေးပါအောင်စားပါနော်ဒါပြီးဟိုဘက် hidden sugar လို့ပြောတဲ့အရာတွေအားလုံးဖျက်ချခိုင်းလိုက်လူကြီးတွေဆိုရပြမသိဘူးပေါ့ဒီလိုပဲအိမ်မှာမုတ်တွေဝယ်ထားတယ်ဂိမ်းမုတ်ပေါင်းမုတ်ဟိုမုတ်ဒီမုတ် မုတ်ဆိုတဲ့သဘောတရားကဘယ်မုတ်လုတ်လုတ်တရားထရတာပဲလေဒါအမတန်ကြောက်ဖို့ကောင်းတယ် hidden sugar ဒီကောင်ကယနေ့ယောဂတင်မှမဟုတ်ဘူးတာမန်လူတွေဝိတ်ချဖို့အတွက်အခက်အခဲရှိနေတဲ့လူတွေဝိတ်ချခြင်းနဲ့လူတွေဝိတ်ချခြင်းအမှုပညာကိုပြောတဲ့ဆရာတွေလည်းအမြဲတမ်းတပွားပွားပြောတဲ့ဒီ hidden sugar အကြောင်းကိုတော်ပြီးမလုံနဲ့တော့ဒါတွေကကာဖို့ဖြစ်မဲ့အကြောင်းပဲထိတ်ကလည်းပိတ်ပြီးကာဖို့စားပြီးပြီး မနက်မိုးလင်းတာနဲ့ထည့်လိုက်တဲ့အဲ့မှာ hidden shoe ကအဲ့မှာ coffee တကြားတနေကုန်သွားတာအေးအကုန်လုံးသွားတာဟိုးနောက်ဆုံး game မဟုတ်ပေါင်မဟုတ်ဘိမ်းမဟုတ်ဘာမဟုတ်အခုစားကြံစားအကုန်လုံးက sugar ပါတာပဲလေ